အားလုံးမင်္ဂလာပါအောင်းရင် channel မှာကြိုဆိုပါရစေကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့မိတ်ဆွေကောင်းနဲ့မိတ်ဆွေတု toxic friend တွေကြားကွာခြားချက်ဆက်ချက်ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်မိတ်ဆွေကောင်းနဲ့အစိတ်တောက်ဖြစ်စေတဲ့မိတ်ဆွေတု toxic friend တွေရဲ့ကွာခြားချက်ဆက်ချက်ကိုရှင်းရှင်းလင်းလင်းပြောပြပေးပါမယ်ဒီအချက်ဆက်ချက်က ကိုယ်ပတ်ဝန်းကျင်မှာဘယ်သူကကိုယ့်အတွက်အမှန်တကယ်မိတ်ဆွေကောင်းဆိုတာကိုခွဲခြားသိမြင်နိုင်ဖို့အတွက်အရန်အရေးကြီးတဲ့အချက်တွေပေါ့ဒါ တင့်ရဲ့စိတ်ချမ်းသာမှုနဲ့သက်ဆိုင်တယ်လို့တင့်ရဲ့စိတ်ကြမ်းမာမှုနဲ့လည်းသက်ဆိုင်နေပါတယ်။ဒါကြောင့်အယံအရေးကြီးတယ်လို့ပြောတာပါ။ဒါတွေကိုကိုယ်ကိုယ်ပြရသိရင်ကိုယ့်ရဲ့ဖိုးတန်တဲ့အချိန်ကိုမကောင်းတဲ့သူတွေနဲ့မကုံစည်တင်မှုဆိုတာကိုသင်နားလည်လာပါလိမ့်မယ်။တခုတော့ကြိုပြောခြင်းပါလေ။အဲ့ဒါကတော့တင်ကိုယ်တိုင်ကလည်းမိษွေကောင်းအရေးချင်းတွေနဲ့ပြည့်စုံအောင်အထောက်ဖို့လိုပါတယ်။ကဲဆက်လိုက်အောင်။မိษွေကောင်းနဲ့မိษွေတူ toxic friend တွေကြားကွာခြားချက်ဆဲချက်တွေကတော့ နံပါတ်1အောင်မြင်မှုကိုဝန်တာပေးလာမနာလိုဖြစ်လာမိတ်ဆွေကောင်းတွေကကိုယ်အောင်မြင်မှုတွေကိုတကယ်ပဲဂုံပြုတ်ပေးကြတယ်လေကိုယ်အလုံးမှာယာရုတိုးတာစစ်ဆိုင်အစ်စ်တွေရတာဒါမှမဟုတ်ကားအစ်စ်လေးတစ်စီးရတာမျိုးကိုတော့သူတို့ကရမ်းပျော်ပေးကြတယ်သူတို့ကကိုယ့်ကိုဂုံပြုတ်ဖို့နဲ့အတူတူဆင်နွှဲဖို့ပထမဆုံးဖုံးခေါ်မဲ့သူတွေဖြစ်ကြပါတယ်ကိုယ့်ကိုအမြဲဂုံယူနေတတ်ကြတယ်မိတ်ဆွေတို့ toxic friend တွေကတော့ ိုယ့်ရဲ့အောင်မြင်မှုတွေကိုမနာလိုဖြစ်ကြအသေးငယ်ဆုံးအောင်မြင်မှုကလေးတွေကတော့သူတို့ကိုစိတ်ဆိုးဒေါသထွက်စေတယ်။သူများရဲ့အလုပ်အကိုင်ကောင်းနေတယ်ဆိုတဲ့အချက်ကိုသူတို့ကလက်မခံနိုင်ကြဘူး။ Facebook မှာကိုယ့်ပုံတွေကိုလိုက်ပေးနိုင်ပေမဲ့လူချင်းတွေ့တဲ့အခါသူတို့ရဲ့မနာလိုစိတ်ကမျက်နှာမှာအထင်သာပေါ်နေတတ်တာကိုသိထားမိမှာပါ။နံပါတ်1ကိုယ်ပိုင်အချိန်ကိုလေးစားပေးလားအချိန်အားလုံးကိုလိုချင်လား။မိတ်ဆွေကောင်းတွေက ကိုယ့်ရဲ့တကူကြီးတိတ္တအချိန်ရဲ့အရေးပါပုံကိုနားလေတယ်။ကိုကတရားထိုင်တာစာဖတ်တာဓမ္မမဟုတ်လမ်းလျှောက်တာမျိုးအတွက်ကိုပိုင်အချိန်ယူတာကိုသူတို့ကနားလေပြီးတယ်။ကိုကစနေတနင်္ဂနွေအစီအစဉ်တွေဖြစ်လိုက်ရင်တောင်သူတို့စိတ်မခုကြဘူးလေ။မိတ်ဆွေတို့ဖြစ်တဲ့ toxic friend တွေကတော့ကိုယ့်ရဲ့အချိန်အားလုံးကိုပိုင်ဆိုင်ဖို့စ조사နေကြတယ်။သူတို့ကပင့်ကိုယ်တွေလိုပဲကိုယ့်ရဲ့အချိန်နဲ့အာယုံဆိုင်မှုအားလုံးကိုတောင်းဆိုတယ်။ကိုကတယောက်တည်းအချိန်ယူခြင်းတဲ့အခါ သူတို့ကအလွယ်တကူစိတ်ဆိုးပြီးအခြားသူတွေကိုတော့ကို့အကြောင်းကင်တော်ပြောဆိုတတ်ကြတယ်။သူတို့ကငါမလုပ်ပေးနိုင်ဘူးလို့ယင်းလိုက်တိုင်းကိုကအမြဲတမ်းအပြစ်ရှိတယ်လို့ခံစားနေရတာပြုတ်မှုတတ်ကြတယ်။နံပါတ်3စာနာမှုပေးလာဝေဘာနေသလား။မိษွေကောင်းတွေကဂယုစိုက်ပြီးစာနာနားလည်မှုရှိတယ်။ကို့စပင်တွေကရှုပ်ပွားပြီးအဝတ်စားတွေကလည်းအစင်မပြေဖြစ်နေရင်တောင်မင်းကြည့်ကောင်းပါတယ်လို့ပြောတတ်တယ်။ သူကကိုယ့်ရဲ့အသွင်ပြင်ကိုဘယ်တော့မှမဝေဖန်တတ်ပဲကိုယ့်ကိုပျော်ရွှင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာအမြဲတွေးနေတတ်တယ်။မိတ်ဆွေတူဖြစ်တဲ့ toxic friend တွေကတော့ကိုယ့်ကိုဝေဖန်ပြီးအကဲဖြတ်နေတတ်တယ်။သူတို့ကကိုယ့်ရဲ့အားနည်းချက်တိတိလေးတွေကိုတော့ထောက်ပြဖို့ဝန်မလေးတတ်ကြဘူး။သူတို့ကပြတ်တက်ကြတယ်။ငါကမင်းကိုကူညီခြင်းုံတက်တက်ပါဆိုတဲ့စကားလုံးနောက်မှာသူတို့တွေပုံနေတတ်ပေမဲ့ဘာကူညီမှမပေးပဲကိုယ့်ကိုစိတ်မသက်မသာဖြစ်အောင်လုပ်နေတတ်တယ်။နံပါတ်၄ စိတ်ဆိုးလွယ်လာခင်မင်မှုကိုတံမိုးထားလာမိတ်ဆွေကောင်းတွေကကိုယ့်ကိုလေးစားပြီးခင်မင်မှုကိုတံမိုးထားတယ်ကိုကသူတို့အတွက်အရေးကြီးတဲ့သူဖြစ်တယ်ဒါကြောင့်အတူတူခီးတွားရင်တခုခုမှားရင်တွားရင်တောင်အဲ့ဒီပြဿနာကိုရေမောပြီးဖြေရှင်းပစ်လိုက်ကြတယ် toxic friend တွေကတော့ဒေါသအလွယ်တကူထွက်တတ်တယ်သူတို့စီမံကိန်းတိုင်းမဖြစ်ရင်ဒါမှမဟုတ်တခုခုမှားသွားရင်တခြားတငယ်ချင်းတွေရှိမှာပဲဖြစ်ဖြစ်လူအများရှိမှာပဲဖြစ်ဖြစ်ကိုကို အော်ဟစ်တတ်တယ်။သူတို့ဒေါသကိုမြန်မြန်မထိန်းချုပ်နိုင်ပဲဘလူးတယောက်လိုဖြစ်သွားတတ်တယ်။နမငါအမြင်ချင်းဖလှယ်မှုကိုလိုချင်လားအနိုင်ယူဖို့ပဲစူးစမ်းလား။မိတ်ဆွေကောင်းတွေကအမြင်ချင်းဖလှယ်ရတာကိုနှစ်သက်တယ်။သူတို့ကကိုယ့်အမြင်ကိုစိတ်ဝင်စားပြီးအမြင်နားထောင်ပေးတယ်။သူတို့ကကိုယ့်ကိုသဘောမတူရင်တောင်ပျော်ဆုံးပုံစံနဲ့ပဲပေါ်ပြပေးတယ်။ toxic friend တွေကတော့ညှင်းခုံမှုတစ်ခုကိုအနိုင်ယူပဲလိုချင်ကြတယ်။ ကို့အမြင်ကိုသူတို့ဂယူးဆိုင်ချင်မှာစိုက်လိမ့်မယ်သူတို့ကသူတို့သာမှန်တယ်လို့ထင်ပြီးဗေနီးနဲ့မဆိုတက်တည်ပြဖို့စ조사နေကြတယ်နံပါတ်6ယုံကြည်ပေးလားတန်တရားဝင်နေလားမိတ်ဆွေကောင်းတွေကကို့ရဲ့စကားတွေကိုယုံကြည်တယ်မှတ်တမ်းရုပ်ရှင်တွေကစိတ်ဝင်စားစရာတခုခုပြောပြရင်သူတို့ကစကားလုံးတိုင်းကိုနားလည်ပေးတယ်ယုံကြည်တယ် toxic friend တွေကတော့ကိုပြောသမျှအရာအလုံးကိုတန်တရားဝင်နေတတ်တယ်သူတို့ကတေချာလား အိမ်ကိုမေးကြည့်တာပိုကောင်းမယ်ထင်တယ်လို့ပြောတတ်တယ်။ကိုဘာပြောပြောသူတို့ကအမြဲတမ်းနှစ်ခါပြန်စစ်စစ်ချင်နေတတ်တယ်။နံပါတ်9လွမ်းဆုတ်လို့ခေါ်လား၊ကုညီလို့လို့ခေါ်လား။မိတ်ဆွေကောင်းတွေကကိုကိုလွမ်းဆုတ်လို့ဖုန်းခေါ်တာ။သူတို့ကဒီနေ့ဘလို့လဲအားလုံးအဆင်ပြေလားလို့မေးတယ်။ကို့အလုပ်ဒါမှမဟုတ်စာသင်ခန်းပြက်ကွက်ရင်ကို့အဆင်ပြေရဲ့လားသိရအောင်အရင်ဆုံးဖုန်းခေါ်မဲ့သူတွေပေါ့။သူတို့ကကို့ကိုလွမ်းပြီးစိုးရိမ်ပူပန်ကြတယ်။ toxic friend တွေကတော့သူတို့အကူအညီလိုအပ်တဲ့အခါမှကိုယ့်ကိုလာရှာကြတယ်သူတို့စီက အခုချက်ချင်းလာခေါ်နိုင်မလားငါ့အလုပ်ကူညီပေးပါဒါမှမဟုတ်ငါမားလို့ငါကွေးနေတူလမ်းလျှောက်ပေးပါစတဲ့စကားမျိုးတွေကြားရနိုင်ဓမ္မရှိ ရှင်ရင်စွဲအတိုင်းလက်ခံလားပြောင်းလဲဖို့ကြိုးစားလားမိတ်ဆွေကောင်းတွေကကိုယ့်ကိုရှင်ရင်စွဲပုံစံအတိုင်းလက်ခံကိုကအယောင်တောက်ပတဲ့ဝတ်စားတွေဝတ်ဖို့လမ်းမပေါ်မှာတခြင်းဆူဆူ စနေတနင်္ဂနွေတိုင်းလေစီစီသူတို့ကကိုယ့်ရဲ့ထူးခြားတဲ့ပုံစံကိုတံမိုးထားတယ်။သူတို့ကဂယုမဆိုင်ပဲကိုယ့်ကိုချစ်ကြတယ်။ toxic friend တွေကတော့ကိုယ့်ကိုပြောင်းလဲဖို့နဲ့ထိ ंछ ုပ်ဖို့ကြိုးစားနေတတ်တယ်။သူတို့ကဒါကမင်းတွေပိုကောင်းတယ်ဒါမှမဟုတ်မင်းဒါကိုစမ်းကြည့်ရမယ်စတဲ့စကားမျိုးတွေအမြဲပြောတတ်တယ်။ကိုယ့်ရဲ့နေထိုင်မှုပုံစံကိုသူတို့သဘောတူညီဖို့ခက်ခဲနေတတ်တယ်။နံပါတ်9အခြားတငယ်ချင်းတွေရှိတာကိုလက်ခံလားမကြိုက်ဘူးလား မိတ်ဆွေကောင်းတွေကလူတိုင်းမှာကိုပိုင်တငယ်ချင်းတွေရှိတယ်ဆိုတာသိလို့ကိုကိုအကဲဖြတ်ခြင်းမပြုဘူးသူတို့ကကိုယ့်ရဲ့အခြားတငယ်ချင်းတွေနဲ့ပါမိတ်ဆွေကောင်းတွေဖြစ်လာနိုင်တယ်ကိုက အခြားတငယ်ချင်းတွေနဲ့အချိန်ဖြုန်းကျင်တယ်ဆိုတဲ့အချက်ကိုသူတို့လေးစားတယ် toxic friend တွေကတော့ကိုယ့်ရဲ့အခြားတငယ်ချင်းတွေကိုမကြိုက်ကြဘူးသူတို့ကပင့်ကူတွေလိုပဲကိုကိုအခြားသူတွေနဲ့မမျှဝေခြင်းတလို့မိသားစုနဲ့တောင်မမျှဝေခြင်းကြဘူးသူတို့ကကိုယ့်ဘဝရဲ့ဘိုလ်ချက်မှာအမြဲတမ်း နေရာယူထားခြင်းကြ။နံပါတ်10လှုပ်ဝက်ချက်ကိုထိမ့်သိမ်းလားရှောက်ပြောနေလား။မိတ်ဆွေကောင်းတွေကလှုပ်ဝက်ချက်ကိုဘယ်လိုထိမ့်သိမ်းရမယ်ဆိုတာကိုသိတယ်။ကိုကဘသူ့ကိုမှမပြောပါနဲ့လို့ပြောလိုက်ရင်သူတို့ကလေးလေးနက်နက်ခံယူတယ်။ကိုရဲ့လှုပ်ဝက်ချက်တွေကဘာနှံ့ပြန့်သွားမှာမဟုတ်ဘူးလို့ယုံကြည်လို့ရ။ toxic friend တွေကတော့မပြောတဲ့နဲ့စကားကိုပြောတတ်တယ်။သူတို့ကစကားဆုံးမှာ ငါဒါကိုမင်းကိုမပြောသင့်ဘူးဆိုတဲ့စကားကိုအမြဲတမ်းထည့်ပြောတတ်တယ်။သတိထားမှာကကိုယ်တငယ်ချင်းကအခြားသူတွေရဲ့လှုပ်ဝက်ချက်တွေကိုကိုယ့်ကိုပြောပြနေတယ်ဆိုရင်သူတို့ဟာကိုယ့်လှုပ်ဝက်ချက်ကိုလည်းဖြန့်ကျဲပေးလိမ့်မယ်လို့နားလည်ထားလိုက်ပါ။နှစ်ချုပ်ပြောရရင်တငယ်ချင်းကောင်းတွေရဲ့အရေးချင်းတွေကယဉ်နီမှုပေါင်းတင်ဆက်ဆံရေးလုံခြုံမှုနဲ့ပံ့ပိုးကူညီမှုစတဲ့ကောင်းမွန်တဲ့အင်္ဂါရပ်တွေနဲ့ပြည့်စုံတဲ့ခင်မင်မှုရဲ့ရလတ်တွေပါ တငယ်ချင်းကောင်းတယောက်ဆိုတာကို့ဘဝအတွက်ခက်ခဲတဲ့ဆောင်းရည်လမ်းမပေါ်မှာကို့အစဉ်ပြေရဲ့လားဆိုတာကိုစစ်ဆေးဖို့ညနေတကောင်းရံမှာကားမောင်းလာပေးတဲ့မီးရှူးတစ်စောင်တစ်ခုလိုပါပဲသူတို့ရဲ့တီကြီးတဲ့ရွေချက်နဲ့ဂယုဆိုင်မှုကကို့ကိုအေးဆက်တဲ့ကဘာကြီးကနေကဲတင်ပေးနိုင်တဲ့ရွေးထွေးမှုတွေပါပဲကို့ကို အစိတ်တင့်စေတဲ့မိတ်ဆွေတု toxic friend တွေဆိုတာကတော့မကောင်းတဲ့တငယ်ချင်းတွေရဲ့စိတ်တက်က ကို့ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုအစဉ်အမြဲထိခိုက်စေဖို့ကြည်ရွယ်တဲ့ပုံစံမျိုးပါသူတို့နဲ့အပြန်အလှန်ဆက်ဆံပြီးတဲ့နောက်မှာကိုကစိတ်ရောလူပါအားကုန်ခန်းတယ်လို့ခံစားရမယ်သူတို့ရဲ့အဆက်မပြတ်ဝေဖန်မှု ထောက်ပံ့မှုမရှိမှု စိတ်ဖိစီးမှုတွေကကိုယ့်ရဲ့စိတ်အားထက်သာမှုနဲ့တန်မိုးရှိမှုခံစားချက်ကိုချော့ချပစ်တတ်တယ်ဒီလိုမျိုးအပြုတ်မှုတွေဟာတရားတခါဖြစ်တာမဟုတ်ပဲပုံစံတစ်ခုလိုစင်ဆက်မပြတ်ဖြစ်ပေါ်နေတယ်ဆိုရင်အဲ့ဒီဆက်ဆံရေးဟာ အစိတ်အတော့ဖြစ်နေပြီလို့သတ်မှတ်နိုင်ပါတယ်။သင်ဟာမှန်ကန်စွာရွေးချယ်နိုင်ပါစေ။အစအဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်လောလောကူကြည့်ရှုနိုင်ဖို့လည်း subscribe ကိုတစ်ချိန်နှိပ်ထားပါလို့မြတ်တာရက်ခံပါတယ်။ like နဲ့ share ကိုလည်းနှိပ်ပေးစေခြင်းပါတယ်။လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကို ပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Happy great day